မင်းအောင်လိုင်းရဲ့ဘုံမလို့တော့မှပြောလို့ရတဲ့ပန်ရိပ်ကိုရဲ့ပြောကြချက်တချို့ဟာကျွန်တော်တို့တညာလူကိန်းစကားပြောတယ်လို့ပဲကျွန်တော်လည်းသုံးသပ်လို့ပါတယ်မြန်မာပြည်ထဲမှာရှိနေတဲ့မော်စလင်နဲ့နိုင်ငံခြားကမော်စလင်နဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံကြီးကိုဝါပြူဝါမယ်ဆိုရင်ကျွန်တော်လက်ခံလို့များနိုင်ငံတော်အစိုးရကစနစ်တကျနေတဲ့ဒါမလုပ်ထားလို့ရှိရင်မင်းတို့ရက်ွက်တစ်ွက်တိုင်းလမ်းတလမ်းတိုင်းမှာဗလီရှိရမယ်ရှိကိုရှိနေလိမ့်မယ်တိလားမင်း ဗလီကြောင်းကိုခွင်းလာပြုလိုက်ကွာမင်းတို့တလန်းမှတစောင်းဟိုတရောင်းလာဆောက်လိုက်မယ်အဲ့တတိယတယောက်လည်းနေဆောက်ပြီးမယ်မင်းတို့တနိုင်ငံလုံးကိုပလီစောက်ဖို့အတွက်ခွင့်ပြုခြင်းတိုင်းခွင့်ပြုလို့မရဘူးဗလီတို့မဟုတ်ဘူးဒီကျွန်တော်တို့ဗုဒ္ဓဘာသာဖုံးပြီးကြောင်းပဲဖြစ်ဖြစ် SD လက်ရှိနေပြီးတော့ဒီပြည်ပြရားကြောင်းပဲဖြစ်ဖြစ်ခိန်သူတွေရဲ့ဖရားကြောင်းပဲဖြစ်ဖြစ်ဘေးဘာသာမစုံဥဥပဲဝုတ်ပြီးမယ်ကြောင်းဆောင်စောက်လို့နိုင်ဖို့အတွက်ဒီမှာဥတွေလေ ြတန်းထားမှုဖြစ်ပါတယ်အဲ့တော့ဒီဥပဒေရဲ့အတိုင်းစနစ်တကျနဲ့တင်ပြနိုင်မှသာဖွင့်ပြုကြည့်ရတာဖြစ်တယ်ဆိုတော့ဖွင့်ပြုခြင်းနိုင်ဖွင့်ပြုလို့မရဘူးဒါကြောင့်မလို့ဥပဒေကိုနားလည်ဖို့အရန်လိုအပ်ပါတယ်နိုင်ငံတော်အစိုးရကရန်ကုန်မြို့အကုန်လုံးကိုဗမာတွေဖဲမွတ်စလင်တွေထားမယ်ဆိုလဲဒါနိုင်ငံတော်အစိုးရရဲ့လုပ်ပိုင်ခွင့်မလို့လုပ်တာမလို့ငါတို့ဖဲပေးအောင်မှာငါတို့ဗမာနိုင်ငံမှာဘသူ့ကိုဗလီဆောင်လို့ပိတ်ပင်တာမရှိဘူးဒီကောင်တွေဗလီပိတ်ရတယ်ဒီကောင်တွေဗလီရရတယ်ဆိုတာကဘာဖြစ်လဲ လူတက်တယ်မတိန်ချင်းနဲ့အဲ့ဒီပြဿနာကြီးကြောင့်အဲ့ပလီဒီအဲ့ထဲမှာအဆုဘွက်ဖြစ်တဲ့နေရာတွေအကုန်ရက်တာဘာသာရေးအဆုံရောက်လူမျိုးရေးအဆုံရောက်စိတ်တက်မျိုးရှိတဲ့အဲ့ဒီအခုနောက်ပေါင်းလူမျိုးလူတချို့နဲ့နိုင်ငံရေးဖိုတိုဘောကနဲ့ဝင်လာပြီးတော့နိုင်ငံရေးအဆောင်လိုချင်တဲ့ဒီကျွန်တော်တို့ရခိုင်နိုင်ငံရေးတမအမေကမြစ်ကမ်းမျိုးရှိစုံလုံးကမ်းတစုကြောင့်ခုလိုမျိုးမလိုလွတ်အပ်တဲ့ပြဿနာမျိုးတွေဖြစ်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကဥပဒေအထက်မှာအာဏာရှင်ရှိတယ် ဥပဒေအချက်မှာပင်နဲ့ရှိတယ်ဆိုတော့ဒီလိုဟာတွေကြပိုင်ရဲကိုတို့လို့ကောင်းမျိုးလို့ဒီကောင်းမျိုးတွေစောကားခြင်းတို့စောကားပြိုးခြင်းတို့ပြိုးနေကြတာဖြစ်တယ်။ဘာကြောင့်ဥပဒေစောမမှုမရှိတဲ့အတွက်အခုလိုမျိုးပြောဆိုနေတာဖြစ်ပါတယ်။အားလုံးပဲတာလို့ဆိုပါကိုရှင်ရှာနေရနေပြန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့မှာတော့ဒီလက်ရှိတည်းကျွန်တော်မြန်မာနိုင်ငံမှာမွတ်စလင်နဲ့ပြည်ပကမွတ်စလင်တွေပေါင်းပြီးတော့မြန်မာနိုင်ငံကိုဝေါ်မျိုးသွားမယ်လို့ပြောလာတဲ့ပိုင်ရဲကိုရဲ့ပြောကြချက်တချို့ ိုတော့ကျွန်တော်တို့နောက်ထောင်ကြည့်ကြရအောင်အချားနိုင်ငံကနေပြီးတော့မှဝင်လာမဲ့ဘင်္ဂလီတွေမွတ်စလင်တွေကိုတော့ကျွန်တော်တို့လက်ခံလို့မရဘူးကျွန်တော်တို့တိုင်းပြည်ကိုဝါမျိုးသွားမှာကိုလက်ခံလို့မရဘူးမြန်မာပြည်ထဲမှာရှိနေတဲ့မွတ်စလင်နဲ့နိုင်ငံခြားကမွတ်စလင်နဲ့ပေါင်းပြီးတော့မြန်မာနိုင်ငံကြီးကိုဝါဖြူဝါမယ်ဆိုရင်ကျွန်တော်လက်ခံလို့မရလက်ခံမှာဒါဂျာမေပတိဖြတ်တဲ့ရတယ်ဂျာမေပတိကိုခဏပိတ်ခိုင်းတာလေဘာကြောင့်ပိတ်ခိုင်းတာလဲပြဿနာတွေသူတို့အခြေအနေဖြစ်ကြလို့ဟာလာအဲ့မှာရှိတဲ့ဘင်္ဂလီလူမျိုးကမဒိန်းသွားခြင်းလို့မဒိန်းခြင်းပြီးတော့လူတပ်လိုက်လို့ ဒီကောင်းတွေပလီပိတ်ရတယ်ဒီကောင်းတွေပလီရရတယ်ဆိုတာကဘာဖြစ်လဲလူတက်တယ်မဒိန်းကျင်တယ်အဲ့ဒီပြဿနာကြီးကြောင့်အဲ့ပလီတွေအဲ့နေရာမှာအဆုဘွက်ဖြစ်တဲ့နေရာတွေအကုန်ရရတာနိုင်ငံတော်အစိုးရကစနစ်တကျအနေနဲ့ဒါမလုတ်ထားလို့ရှိရင်မင်းတို့ရက်ွက်တကွက်တိုင်းလမ်းတလမ်းတိုင်းမှာပလီရှိရမယ်ရှိကိုရှိနေလိမ့်မယ်တိလားမင်းပလီကြောင်းကိုခွင်းသာပြုလိုက်ကွာမင်းတို့တလမ်းမှာတစောင်းဟိုတကြောင်းလာဆောက်လိမ့်မယ်အဲ့တတိယတယောက်လည်းနေဆောက်ပြီးမယ်မင်းတို့တနိုင်ငံလုံးကို တနိုင်ငံလုံးကိုတထိတော့ပဲဆောက်ပဲလိမ့်မယ်တို့နိုင်ငံကတို့လူမျိုးတွေကစင်းရဲတယ်အဲ့ဒီအတွက်အမျိုးဘာသာသာသနာကိုငါးပြားဆယ်ပြားစုပြီးစောင့်ရှောက်ကြတာဘသူကမှလည်းမယုံပါဘူးနိုင်ငံတော်အစိုးရကရန်ကုန်မြို့အကောင်လုံးကိုဗမာတွေဖဲမော်ဆလင်းတွေထားမယ်ဆိုလဲဒါနိုင်ငံတော်အစိုးရရဲ့လုတ်ပိုင်ခွင့်မလို့လုတ်တာမလို့ငါတို့ဖယ်ပေးအောင်မှာငါတို့ဗမာနိုင်ငံမှာဘသူကိုဗလီဆောင်လို့ပိတ်ပင်တာမရှိဘူးဒီနေရာမှာဗလီလာဆောင်လို့ပိတ်ပင်တာမရှိဘူးကျူးကျော်လို့သာပိတ်ပင်တာ မဘာသာဆရာတော်ဖရာတွေကဘာလုပ်တယ်လဲဆိုရင်တရားမဝင်တဲ့ဟာတွေကိုဒါမှစောက်ဖို့အတွက်ပဲပြောတာဒီစကားကိုကျွန်တော်တို့ပြန်ပြီးတော့ရှင်းရှင်းသုံးသပ်ကြည့်မယ်ဆိုရင်လက်ရှိအစိုးရကဖွင့်ပြုလိုက်ရင်ဆိုတဲ့စကားတစ်ခုပါတယ်နောက်တစ်ခုကကြားရတာကဒီပလီတွေပဲဒါတနိုင်ငံလုံးမှာဖြစ်သွားလိမ့်မယ်ဆိုတဲ့စကားပါတယ်ဆိုတော့ကကျွန်တော်ဒါတွေကိုပြန်လေးပြီးတော့သုံးသပ်ကြည့်လိုက်ခါကျတော့ဒီလက်ရှိဒီ အစိုးရကခွင့်ပြုဖို့အတွက်လည်းအစိုးရမှာခွင့်ပြုခြင်းနိုင်လဲခွင့်ပြုလို့မရဘူး။ဘာကြောင့်ဆိုတော့ဒီမြန်မာနိုင်ငံရဲ့လက်ရှိတည်ဆဲဥပဒေဆိုတာအစိုးရကလုပ်တာမဟုတ်ပါဘူး။ကျွန်တော်တို့ဒီတနည်းအားဖြင့်ဒီလက်ရှိဒီပြီးတော့ဒီဥပဒေပညာရှင်တွေဒီဥပဒေတွေကိုဒါစနစ်တကျတည်ဆောက်ပြီးတော့မှနိုင်ငံတကာကပညာရှင်တွေကဖိတ်ခေါ်ပြီးတော့မှဥပဒေတွေကိုရေးဆွဲအတည်ပြုရတာဖြစ်တယ်။ဆိုတော့မြန်မာနိုင်ငံအစိုးရလုပ်တဲ့ကောင်တွေကလုပ်တဲ့သူတွေကခွင့်ပြု လို့မရောက်ဘာကြောင့်လဲဆိုတော့ဒီဥပဒေတစ်ခုကိုကျွန်တော်ဖက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြည်သူမဆိုးဆိုလို့ပါလာတယ်အဲ့တော့မြည်သူမဆိုးဆိုတော့ဒီဥပဒေအထက်မှာဘယ်သူမှမရှိဘူးအဲ့တော့ဒီဥပဒေအရာဒါသူတို့ကနေခွင့်ပြုခွေရတဲ့လူတွေဖြစ်တယ်ဆိုတော့ဒီဥပဒေကိုတနည်းအားဖြင့်ထိန်းသိမ်းဆောင်ရှောက်ရတဲ့လူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကြတော့လိုက်နာရတဲ့လူတွေဖြစ်တယ်ပြည်ပြည်သားဆိုတာလိုက်နာရတဲ့လူတွေဖြစ်တယ်တို့ဒီလိုထိန်းသိမ်းဆောင်ရှောက်တဲ့ဥပဒေတွေကိုထိန်းသိမ်းဆောင်ရှောက်နေတဲ့ အစိုးရကဥပဒေရဲ့အတွင်းပိုင်းကပဲလုပ်လို့ရတယ်ဥပဒေအပြင်ပိုင်းကလုပ်လို့မရဘူးဒါကအရင်လူအစိုးရပြတော့ပါအခုအခုကောင်တော့ကျွန်တော်မပြုတ်လို့လုပ်ဘူးဟုတ်ပြီဒါဆိုဒီကျွန်တော်တို့လက်ရှိနေပြီးတော့မြန်မာနိုင်ငံမှာအစိုးရကခွင့်ပြုလိုက်ရင်ပလီတွေပဲအများကြီးပေါ်လာလိမ့်မယ်ပလီတွေပေါ်လာလိမ့်မယ်ဆိုပြီးတော့ဒါကျွန်တော်ဟိုဗာတီကျွန်တော်မဥပဲမြို့နေမှာဒီကျွန်တော်ဘာကတအာဒီခိုးကျင်တော့ခိုးကြတယ်ခိုးလျှောက်ခိုးအဖွဲ့ လာပြီးတော့ပြောဆိုတော့တဲ့စကားရက်အပေါ်မှာ तू ကမူတည်ပြီးတော့ तू ကပြန်လည်ပြီးတော့ဖြတ်ဆွဲပြောကြားတော့တာဖြစ်ပါဆိုတော့ကျွန်တော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီကနေ့ဒီကျွန်တော်ဒီလက်ရှိမြန်မာနိုင်ငံမှာပြည်စဲဥပဒေတချို့နဲ့ဒါကျွန်တော်အဲကျွန်တော်သုံးသပ်ခြင်းပါတယ်ဆိုတော့ကဒီကျွန်တော်တို့ဘာလဲဆိုတော့ဒီကျွန်တော်ဘာသာသာသနာဆိုင်ရာပြမှုဆိုင်ရာဥပဒေတနည်းအားဖြင့်ဘာသာသာသနာဆိုင်ရာဥပဒေဒီဥပဒေမှာဘာပြောထားလဲဆိုတော့ဒီကျွန်တော်ပုံမှန်295မှာ လူတစားပိုးွယ်တဲ့ဘာသာသာသနာကိုစိုးကားရန်အကြံဖြင့်ဖြင့်ကိုးွယ်ဝတ်ပြုတဲ့နေရာကိုဖြစ်စီခြင်းတုတ်တိမဟုတ်ယုံညံ့စေခြင်းကိုပြုလုပ်လျင်ဝရမ်းမပါပဲဖန်စီခွင့်ရှိပြီးတော့နှစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ငွေနှစ်ရက်လုံးဖြစ်စေရှာမှတ်နိုင်ပါတယ်ဆိုပြီးတော့သူကသူဆိုတာတယ်အဲ့တော့ဒီပုံမှန်နေရာ95မှာမြူတူမဆိုးဆိုတဲ့စကားလုံးကြီးရတယ်ပါတယ်ဆိုတော့မြူတူမဆိုး လူတစားအိုးွယ်တဲ့ဘာသာတာသနာကိုစိုးကရအကြံပြုဆိုတော့ဆိုတော့ဆိုရက်ကဒီလိုမျိုးအနှစ်အဋိပ္ပေကဘာသာတာသနာကိုစိုးကရင်ပုံမှန်265နဲ့ထောင်တန်းနှစ်နှစ်တိုးတိမဟုတ်ငွေတန်းနှစ်ရက်စလုံးကိုရှာမှတ်နိုင်လို့ကျွန်တော်ပြောထားပါတယ်ဆိုတော့လက်ရှိဒီနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံကဥပဒေအထက်မှာအာဏာရှင်ရှိတယ်ဥပဒေအထက်မှာ သင်နဲ့ရှိတယ်ဆိုတော့ဒီလိုဟာတွေကြောင့်ကျွန်တော်တို့မှာအဒီလိုမျိုးဒီအခုနဒီကျွန်တော်တို့ဒီအခုလက်ရှိဒီပြောဆိုသွားတဲ့ဒီအခုနဆိုးဆိုးကကျွန်တော်တင်ပြသွားတဲ့ပိုင်ရေးပို့တော့လောက်ပေါင်းမျိုးလို့အဲဒီကောင်မျိုးလေဆိုကားခြင်းတလို့ဆိုကားပြောခြင်းတလို့ပြောနေကြတာဖြစ်တယ်။ဘာကြောင့်ဥရဆုံးမမှုမရှိတဲ့အတွက်အခုလိုမျိုးပြောဆိုနေတာဖြစ်ပါတယ်။ဆိုတော့ဟုတ်ပြီ။ဒါဆိုဒီကျွန်တော်တို့နောက်ထပ်တစ်ခုထည့်ကြည့်ကြရအောင်။ဘောနော်။ဒီကျွန်တော်တို့အာ ပုံမှန်195ကာဂျီမှာကြတော့မြေသူမစောလူတစားအိုးွယ်တဲ့ဘာသာတာတနာကိုဖြစ်စေဘာသာရေးယုံကြည်မှုကိုဖြစ်စေစောကားခြင်းဖြင့်ထိုလူတစားရဲ့အိုးွယ်ရာဘာသာရေးစိတ်ဓာတ်ကိုနာကြည်စေရန်ရည်ရွယ်ပေမတမာစိတ်ဖြင့်တမင်ကျူးလွန်သောဒါမှမဟုတ်တမင်ကျူးလွန်မှုပြုလုပ်လျင်နှစ်နှစ်အထိထောင်တာတမျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရရလုံးဖြစ်စေရှာမှတ်နိုင်ပါတယ်ဆိုပြီးတော့လက်ရှိ တီဇဲဥပဒေတွေကနည်းပုံပြထားပါတယ်ဆိုတော့ဒီလိုတီဇဲဥပဒေပုံပြထားပေမဲ့လည်းအခုလိုဒီသူတို့ရဲ့ဒါလက်ရှိနေပြီးတော့ဒါမဟုတ်မတရားမမှန်မကန်ဆွဆွဲပြောဆိုနေခြင်းပုတ်ခတ်နေခြင်းဟာဘာကြောင့်ဒီလိုပုတ်ခတ်နေတာလဲဆိုရင်နိုင်ငံမှာဥပဒေစုံမမှုမရှိတော့တဲ့အတွက်ဖြစ်တယ်ဆိုတော့ဥပဒေကိုနားမလည်တဲ့တနည်းအားဖြင့် လက်နဲ့အာကိုအနိုင်ကျင့်တဲ့အာနာရှင်စနစ်ဆိုလက်အောက်မှာပြည်သူပြည်သားအားလုံးရောက်ရှိနေကြတဲ့အတွေ့တရားဥပဒေစိုးမိုးမှုဆိုတာမရှိပါဘူး။ဒါကြောင့်ဒီလိုတရားဥပဒေစိုးမိုးမှုမရှိတဲ့အတွေ့အခုလိုမျိုးဒီပိုင်ရည်သူဆိုတဲ့ကောင်းကြီးတွေဒါပြောဆိုနိုင်တာဖြစ်ပါတယ်။ဆိုတော့လက်ရှိဟုတ်ပြီဒါဆိုဒီသူပြောသွားတဲ့ဇာတ်လေးလေးထဲမှာဒီကျွန်တော်တို့ဒီအခုအခုနောက်တော့အဲ့ဒီကောင်ပြောသွားတဲ့ဇာတ်ထဲမှာဒီကျွန်တော်တို့ခွင့်ပြုချက်ပေးလိုက်လို့ရှိရင်တနိုင်ငံလုံးပလီတွေပေါ်လာလိမ့်မယ်ဆိုတဲ့ဇာတ် ဒါကိုကျွန်တော်နည်းနည်းသုံးသပ်ကြပါတယ်အဲ့တော့ဒီပလီဒီကျွန်တော်တို့ဒီပလီစောက်ဖို့အတွက်ဒါကျွန်တော်တို့ခွင့်ပြုခြင်းတိုင်းခွင့်ပြုလို့မရဘူးပလီလို့မဟုတ်ဘူးဒီကျွန်တော်တို့ဗုဒ္ဓဘာသာဖုံကြီးကြောင့်ပဲဖြစ်ဖြစ် S ဒီလက်ရှိနေပြီတော့ဒီပရိယဖရာကြောင့်ပဲဖြစ်ဖြစ်ဟိန္ဒူတွေရဲ့ဖရာကြောင့်ပဲဖြစ်ဖြစ်ဘေးဘာသာမစုပ်ဦးဦးကွေဝုတ်ပြုမဲ့ကျောင်းဆောင်စောက်လို့နိုင်ဖို့အတွက်ဒီမှာဥပဒေတွေ ပြဌာန်းထားမှုဖြစ်ပါတယ်အဲ့တော့ဒီဥပဒေရဲ့အတိုင်းစနစ်တကျနဲ့တင်ပြနိုင်မှသာခွင့်ပြုချက်ရတာဖြစ်တယ်ဆိုတော့ခွင့်ပြုခြင်းနိုင်ခွင့်ပြုလို့မရဘူးဒါကြောင့်မလို့ဥပဒေကိုနားလည်ဖို့အရန်လိုအပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဥပဒေပညာရှင်မဟုတ်ဘူးဒါဒီအခုလက်ရှိနေမှာဥပဒေတွေကိုကျွန်တော်ကအာလက်ရှိနိုင်ငံရေးသမားတယောက်ဖြစ်တဲ့အတွက်ဥပဒေတစ်စုံကိုတော့ကျွန်တော်အဲလက်လာနိုင်သလားလက်လာထားတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်အနေနဲ့ဒါကိုဘာသာတသနာအဆောက်အသက်ဆောက်လုပ်ခြင်းပြင်ဆင်ခြင်းဆိုင်ရာညွှန်ကြားချက်တစ်စုံကိုကျွန်တော်အနေနဲ့ဖတ်တတ်လို့ပါတယ်အဲ့တော့ဒီကျွန်တော်ရှင်းရရှောက်လာ2016ရင်းနဲ့မှာဖို့ပြပါစာများကိုရည်ညွှန်းလျက်ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာနဲ့ခိန္ဒူဘာသာအသီးသီးတို့ရဲ့ဘာသာရေးဆိုင်ရာအဆောက်အဦတွေပြုပြင်ထိန်းသိမ်းခြင်းပြင်ဆင်ခြင်းမူလပုံစံမပြည့်ဆောက်လုပ်ခြင်းအသက်ဆောက်လုပ်ခြင်း ဘာသာရေးတာသနာရေးဆိုင်ရာပွဲတော်များကျင်းပခြင်းဘာသာရေးဆိုင်ရာအစီအွေပွဲများကျင်းပခြင်းဘုံကြီးတရားပွဲများကျင်းပခြင်းတို့နဲ့ပတ်သက်၍သစ္စာရာတိုင်းဒေသကြီးဒီနေ့အစိုးရအဖွဲ့ခွင့်ပြုခြင်းဖြင့်၎င်းနေပြည်တော်ကောင်စီနေမြေအတွက်ပြုလုပ်နေဆိုပါကနေပြည်တော်ကောင်စီရဲ့ခွင့်ပြုခြင်းဖြင့်၎င်းဆောင်ရွက်နိုင်ရန်ထက်မှန်ရဲ့အသိပေးထုတ်ပြန်အပ်ပါလေဆိုပြီးတော့အတိကျွန်တော်တို့ရှင်းရှင်းလောက်လား 2016ခုနှစ်ကဒီကျွန်တော်ဘာသာသာသနာအဆောက်အသက်ဆောက်လုပ်ခြင်းပြင်ဆင်ခြင်းဆိုင်ရာညွှန်ကြားချက်တခုဖြစ်ပေါ်လာခဲ့ပါတယ်။ဆိုတော့ကျွန်တော်ဒီဘာသာသာသနာအဆောက်ဆောက်ဖို့အတွက်ဘလော့ဖြစ်ခင်းရတယ်ဆိုတော့ခုနကတော့အဲဒီမျိုးဆိုတော့တဲ့ဒီကျွန်တော်ဘုံမတနည်းအားဖြင့်ဒီကျွန်တော်တို့မင်းအောင်လိုင်းရဲ့ဘုံမလို့တော့ငါပြောလို့ရတဲ့ဒီကျွန်တော်ပိုင်ရေးကိုပေါ့နော် အာဒီပိုင်ရိပ်ကိုရဲ့ပြောကြချက်တချို့ဟာဒါအင်မတန်မှဒါကျွန်တော်တို့တ냐လူပိုင်းစကားပြောတယ်လို့ပဲကျွန်တော်လည်းသုံးသပ်လုပ်ပါတယ်ဆိုတော့နောက်တစ်ခုသူနောက်တစ်ခါဘာပြောလိုက်လဲဆိုတဲ့ခါလက်ရှိဒီသူတို့ဒီလက်ရှိဒီဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်တည်နေတဲ့အကြောင်းအရာတချို့လည်းသူပြောဆိုသွားပြောဆိုပြောတာတွေ့ရပါတယ်ဆိုတော့ကဒီကျွန်တော်တို့ဒီ2012ခုနှစ်ကဖြစ်ပြသွားတဲ့အကြောင်းအရာကိုလည်းသူပြောဆိုသွားတာတွေ့ရပါတယ်ဆိုတော့ဒီကျွန်တော်2012ခုနှစ်တုန်းက ဖြစ်ပြခဲ့တဲ့အကြောင်းအရာတစ်စုံကိုကျွန်တော်ပြန်လာသုံးသပ်ရမယ်ဆိုရင်အရင်ကလေးရတဲ့ကျွန်တော်သုံးသပ်ပြပါရစေ။ဆိုတော့အခုလက်ရှိပြကျွန်တော်ပြန်လာပြီးပြန်ခုသုံးသပ်ကြည့်ရမယ်ဆိုရင်ဒီ2012ခုနှစ်မှာမတိတာထွေးရဲ့ပြဿနာကိုကြီးကျယ်ခံတော့အောင်တနည်းအားဖြင့်မတိတာထွေးကိုရခိုင်အာဇာနည်အမျိုးသမီးအဖြစ်ကင်ဖွန်တက်ပေးလိုက်တဲ့ဘွတ်ထုဂုံထုတက်ပေးလိုက်တာကအခုလိုမျိုးဒီလိုအစွတ်စွတ်ကျွန်တော်တင်ပြသွားတဲ့ပိုင်ရိပ်ကို ဒီယူရှာနေကပေါင်လူမျိုးဘာသာရေးအဆုံးရောက် လူမျိုးရေးအဆုံးရောက်စိတ်တတ်မျိုးရှိတဲ့အဲ့ဒီအခုနောက်ပေါင်လူမျိုးလူတချို့ ਨੇ ဒီကျွန်တော်တို့နိုင်ငံရေးခွေးတို့ပေါက်ကနေနိုင်ငံရေးအရှောင်လိုခြင်း ਨੇ နိုင်ငံရေးခွေးတို့ပေါက်ကနေဝင်လာပြီးတော့နိုင်ငံရေးအရှောင်လိုခြင်း ਨੇ ဒီကျွန်တော်တို့ရခိုင်နိုင်ငံရေးတမအမီကန်မြစ်ကမ်းမျိုးရှိဇုံလုံးကမ်းတစုကြအခုလိုမျိုးမလိုလောက်အပ်တဲ့ ပြဿနာမျိုးတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီပြဿနာကိုအရှေ့ခံပြီးတော့ဒါကျွန်တော်တို့ဒါမြန်မာနိုင်ငံတိုင်းနိုင်ငံလုံးမိဟုံတောက်လုံခဲ့တာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့ရခိုင်ပြည်ရဲ့အရေးကြီးမြန်မာနိုင်ငံရဲ့အရေးဖြစ်ရမယ်။မြန်မာနိုင်ငံရဲ့အရေးကြီးရခိုင်ပြည်ရဲ့အရေးဖြစ်ရမယ်လို့ကြွေးကြခဲ့ကြတဲ့အဲ့ဒီရှိန်တော့ကဒီကျွန်တော်တို့တနည်းအားဖြင့်ဟာရပိုင်ငါရပိုင်အစိုးရသိမ့်စိန်ရဲ့လက်အောက်ခံငွေငွေရှံပေါက်တနည်းအားဖြင့် အဲတနည်းအားဖြင့်ဒူးထောက်ခါစားနေကြတဲ့နိုင်ငံရေးသမားတချို့ရဲ့ကြွေးကြော်ချက်တွေကြောင့်ဒီကျွန်တော်တို့တချို့တချို့နေရာဒေသတွေမှာမလိုလားအပ်ပဲနဲ့ပြဿနာမျိုးစုံဖြစ်ပေါ်ခဲ့တာကိုပြောပြရပါမယ်။ဆိုတော့ဒီလိုပြဿနာဖြစ်ပေါ်လာအောင်နံပါတ်1ဘယ်သူကလုပ်ဆိုတာလဲဆိုရင်ဒီကျွန်တော်တို့အဲနိုင်ငံရေးသမားတစုနံပါတ်2ဒီကျွန်တော်တို့အခုလက်ရှိဒီကျွန်တော်တို့အဲ့ဒီမှာဒီ ခိုးခြင်းတလို့ခိုးတဲ့ငလိန်ငညာသင်္ကန်းအယေရှုံကဒုံမပဒကိုလျှောက်ကိုအဖွဲ့ဆိုတော့ဒီနှစ်စုကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာလူမျိုးရေးဘာသာရေးအဓိကရုံးပြဿနာများစွာပေါ်ပေါက်လာခဲ့ပါတယ်ဆိုတော့ကဒီတော့ဒီကျွန်တော်ရဲ့နိုင်ငံဟာလက်ရှိဒီ ်အခုနကသူပြောတော့တယ်လို့ပဲဒါအဲပေါ့နော်ဒီဗာလက်ဒီကျွန်တော်ခွင့်ပြုလိုက်မယ်ဆိုတော့တနိုင်ငံလုံးဗလီဖြစ်သွားနိုင်တယ်ဆိုတဲ့စကားလက်ရှိအစိုးရဆိုတာဒီအစိုးရရဲ့သူ့ရဲ့ဥပဒေမူပေါင်းအတွင်အစိုးရရဲ့လိုက်နာရမယ်အဲတနည်းအားဖြင့်အစိုးရထိမ့်သိမ့်နေတဲ့ဥပဒေတွေနောက်တစ်ခုဒီပြည်သူပြည်သားလိုက်နာရမယ်စီမစီကဥပဒေတွေကိုစနစ်တကျဒါထုတ်ပြန်ပြီးတော့ဒါကျွန်တော်တို့ပလီစောက်ဖို့ပြပြဖုံးရောက်ဖို့ပြပြဘာလို့ဖို့ပြပြဘာညာစောက်ဖို့ပြပြ အကောင်လုံးကိုစနစ်တကျနဲ့စီမံခန့်ခွဲပြီးတော့မှဒါဆောက်လုပ်ခွင့်ပေးရဖြစ်ပါတယ်။ဆိုတော့ကမြန်မာနိုင်ငံအနှံ့အပြားမှာဘလောက်ပဲဒီလက်ရှိနေပြီးတော့မွတ်စလင်တွေဘလောက်ပဲရှိနေပါစေသူတို့ရှိတဲ့နေရာမှာပလီဆောက်ကျင်တိုင်းဆောက်လို့မရပါဘူး။လက်ရှိနေပြီးတော့ခရီးရဘာသာဝင်တွေဒါမြန်မာနိုင်ငံအနှံ့အပြားဘလို့နေရာဒေသမှာမဆိုရှိနေပါစေခရီးရဖျားကြောင်းဆောက်ကျင်တိုင်းဆောက်လို့မရပါဘူး။ ဒီတိုင်းပဲဗုဒ္ဓဘာသာတွေဘလောက်ပဲရှိနေပါစေခွန်ကြီးကြောင်းစောက်ကျင်တိုင်းစောက်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့သူဥပဒေနဲ့အုပ်ချုပ်ရတာဖြစ်တယ်။ကျွန်တော်နိုင်ငံတနိုင်ငံကိုတည်ထောင်တဲ့နေရာမှာဥပဒေသာအဓိကဖြစ်ပါတယ်။ဒါတော့ဒီဥပဒေကိုကျွန်တော်ကပြည်သူတွေကလိုက်နာမှာဖြစ်တယ်လို့ဒီဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ပေးရတာကအစိုးရဖြစ်တယ်။ဆိုတော့ဒီလိုဒီလိုဥပဒေကိုထိန်းသိမ်းစောင့်ရှောက်နေတဲ့အစိုးရရဲ့ခွင့်ပြုချက် အစိုးရရဲ့လမ်းညွန်ချက်အပေါ်မှာပဲဒီကျွန်တော်တို့ပြည်သူပြည်သားတွေကလိုက်နာဆောင်ရွက်ပေးရတယ်ပါတယ်ဆိုတော့သူရဲ့ဒါလူဘိန်းစကားလူဘိန်းကျက်စကလုံးမျိုးနဲ့ကျွန်တော်တို့ရဲ့လူမျိုးရဲ့ဘာသာရဲ့အဓိကရောဖြစ်လာအောင်ပြောဆိုတဲ့စကလုံးတွေဟာဒီနေ့ခက်အဲတနည်းအားဖြင့်ဒီဖက်ခက်ပေါ်တော့ဒီကျွန်တော်ဒီလက်ရှိ social media ကြီးပြတ်လာတဲ့ခက်တနည်းပညာတတ်တွေပိုးများလာတဲ့27ရာစုရဲ့ဒီကျွန်တော်တို့ 2021နောက်ပိုင်းပိုပေါက်လာတဲ့ဒီကျွန်တော်တို့ generation ခေတ်မှာဒီစကားမျိုးပြောလို့မရတော့ပါဘူးကျွန်တော်တို့အခုနသူပြောတဲ့စကားမျိုးတွေဟာဒါကျွန်တော်လမ်းဘေးကဒါတနည်းအားဖြင့်လမ်းဘေးအုတ်ခုံပေါ်မှာထိုင်ပြီးတော့အရက်ဒီကျွန်တော်အရက်မှာတိုးအရက်တောင်းရင်းနဲ့ဝိုင်းဖွဲ့ပြောကြတဲ့စကားလုံးမျိုးဖြစ်နေပါတယ်ပုံပေါ်လည်းပဲဒီလိုလူဘိန်းကျိတ်စကားပြောကြတဲ့ဟာကိုတချို့လူဘိန်းတွေက ထောက်ခံထားတာလည်းကျွန်တော်တွေ့ရပါတယ်။ဆိုတော့ဘာလို့လဲဒီကျွန်တော်တို့လက်ရှိဒီကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရခိုင်ပြည်နယ်အတွင်းမှာနေထိုင်နေကြတဲ့မိဘပြည်သူတွေအနေနဲ့အခုလိုလူပင်းကျက်စကားတွေပြောပြီးတော့လူမျိုးရေးဘာသာရေးအဓိကရောဖြစ်အောင်ကလုံးဆုံနေတဲ့ဒီလိုလူတရှုပ်ကိုတည်ထားဆင်ကျင်ပြီးတော့ကျွန်တော်နောင်လာမဲ့အနာဂတ်မှာအကောင်းဆုံးတိဆောက်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောကြလို့ပါတယ်။ကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိတိရှိပေးကြတဲ့မိဘပြည်သူတရားဥပဒေတိုင်ကိုအထူးကျေးဇူးတင်ရှိပါတယ်။ 俺我就是这么的。